ဒီဥပ္ပရောင်ဖန်မှာရှိတဲ့ကျက်သမားအငယ်ပေါက်တာလေအဲမင်းတို့အခုမိုးရင်းရောက်ပြီမင်းတို့ကျက်တွေတတိထားမဲ့အချက်တွေဥတော်ကြိုတင်ပြီးပြောထားမယ်အဲ့တော့မိုးရင်းချိန်ရောက်ပြီဆိုတော့ကျက်တွေဟာသူတို့အနာယူကြနော်အနာယူတော့မှာသူတို့ရဲ့အမွေးတောင်တွေပြန်စီမယ်သူတို့ရဲ့လွန်ခဲ့တဲ့ຫນွေပန်းကကုန်ဆုံးသွားတဲ့အားတွေကိုဒီမိုးရင်းမှာပြတ်ဖြည့်ပြီးတော့ဖောင်းပေါက်တော့မှာသူတို့တွေ ဒါသူတို့အာအိမ်တွေလုံလောက်တဲ့အနေထားကိုရောက်မဲ့အနေထားကိုသူတို့ပြန်ပြီးပြင်ဆင်တော့မှာအဲ့ဒီတော့မင်းတို့ဒီလိုမိုးတဲ့အခါမှာကြက်တိုက်တော့မှာဆိုလို့ရှင်မင်းတို့ကြက်တွေဆယ်လသာ၁၇လသာအမွေးတောင်စုံအခါခွင့်ကောင်းတဲ့ကြက်တွေကိုဒီချိန်မှာမင်းတို့ရဲတင်းတင်းယုံကြည်ဒီချိန်မှာတိုက်နော်ဒီချိန်မှာတိုက်အဲ့ဒီတော့ဥပုသောဥပုသောပြောတော့ကြက်တက် နုတဲ့ကြက်တွေကရင့်တဲ့ကြက်တွေနဲ့ကွာဟာအကွာလားတော့ကွာတယ်ဒါပေမဲ့လို့ဒီလိုမိုးရင်းချိန်မှာကြက်ပေါက်တွေက fresh အမတန်လန်းဆန်းတဲ့လက်ဆက်တဲ့ကြက်တွေအဲ့တော့မင်းတို့ຫນွေပိုင်းမှာတိုက်ထားတဲ့အခါလေသားကြော်လက်ကြတော့ခွဲပြီးသားကြက်တွေတိုက်ဝိုင်းများများတုံးထားတဲ့ကြက်တွေကြက်အိုတွေအဲဒီလိုကြက်တွေကြတော့သူကမင်းတို့တွေကတိတ်ချာမကြည့်ထားဘူးမကြည့်ထားတဲ့အခါကျသူတို့ဘယ်အချိန်မှရှာမယ်ပြီလို့ဆိုတာမင်းတို့သက်ကလေးရုပ်တရက်မသိဘူးငါတို့လည်းမသိဘူး ဲ့တော့တိုင်ဝမ်နဲ့ဆင်းရတဲ့အခါမှာလူတွေကဝိုင်းညမခံရတဲ့ကြက်ဒီဒီယာဒီမှာသူတို့အမွေးတောင်ချမဲ့ဟာကိုလူတွေကခယူမထားတော့ရသေးတယ်ဆိုပြီးဆက်တိုက်လာတဲ့တော့အဲ့ဒီမှာမနေ့ကြက်လောင်းတစ်ခုသတိထားကြက်လောင်းသတိထားဆိုခမောင်းမကုန်ဘူးကတော့ကုန်ဘူးနေလားငါ24ရက်တောင်ရှိရှုံးတာဟိုလူတော်တော်များများရှုံးပြကုန်လားနော်ပြောင်းပြန်ပြီလမ်းပြကုန်လားအဲ့တော့မူးရင်းချိန်မှာခုနလူတိုက်ပြီးသားကြက်ဒီကသူတို့အနားယူရမယ့်အချိန်မှာမယူရပဲဆက်အတုံးချတယ်သူတို့က ဒီပရမရေဦးလှုပ်ပြီးတော့မနစ်စိတ်နိုင်ဝဲလောက်ကသူတို့တွေတန်တမာမာခွန့်နိုင်တယ်အဲ့ဒီကြော်ပါလို့ရှင်သူတို့ကဘလောက်ကိုပြုတ်ကျသွားတယ်ဒါဆိုရင်မင်းတို့ကြက်လောင်းတဲ့အချိန်မှာဒီလိုဟိုတိုက်ပြီးသားကြက်တွေຫນွေတော့အဟောင်းနေဒီလိုကြက်တွေကိုမင်းတို့ဗတိထားပြီးတော့ဒါလောင်းရမယ်တကယ်လို့ကြက်လောင်းခဲ့မယ်ဆိုလို့ရှင်အဲ့လိုကြက်မျိုးတွေကိုတော်တော်ကြီးကြာကမှလုံးဝမပြုတ်ပါဘူးလို့တိတိတသာမြင်ကမှပဲရှေ့ကိုဆက်တိုးလောင်း လောလောတကြီးတော့လုံးဝမလောင်နဲ့လောကြီးလောင်လို့ရှိရင်ဒီချက်တွေကမနစ်340မှာဒါကျုပ်ရှင်ပြုတ်သွားတာကိုတွေ့ရတတ်တယ်အဲ့တော့ဒီအချိန်မှာချက်တွေဘယ်လိုထားမလို့နံပါတ်1အရေးကြီးတော့မလို့ရှင်းအောင်နော်ရှင်းအောင်ရှိရမယ်ချက်မိုးအေးနေတယ်ချက်တွေလုံးဝမလွတ်အောင်နော်မနစ်နိုင်ဝက်တနိုင်လွတ်မယ်နေပွင့်နေရှင်လीနော်နောက်ညက်နေနိုင်ဝက်လောက်လွတ်မယ်ဒီလောက်လေးပဲလွတ်ပြီးဟဲ့လားချက်အဓိကရှင်းအောင်အဲအဲ့အချိန်မှာ အရင်တော့ဥပဒေပြောတယ်မင်းတို့စပားကြွေးပါစပားကြွေးပါလို့ပြောတယ်အဲ့တော့ဒီချိန်မှာစပားနဲ့ဆန်နဲ့ရောထားတဲ့အစားအသောက်ကိုသူတို့ရဲ့ဇလုတ်ကိုသုံးပုံပုံတပုံတဝက်လောက်သာကြွေးပြီးကြံတဲ့အရာတွေကတော့ထမင်းတို့ငါတို့တာမျိုးနယ်ပြီးတော့ကြွေးလို့ရှိရင်သူတို့ကယာလီဥရုအေးတဲ့တံကိုသူတို့ကပြန်ပြီးတော့ခြိပနိုင်မှာဘာဖြစ်လို့လို့ဆိုတော့ခုနကစာမာတဲ့ကြွေးများများကြွေးထားတဲ့ကြက်တွေကဒီချိန်မှာ ကုန်းဝဆူတယ်ယာဒီဦးကမကောင်းတာဘူးမိုးကများထားတယ်အဲ့အချိန်မှာသူကစာမချက်နိုင်တဲ့အချိန်မှာနောက်ဆုံးသူလူဒီလောက်တင်းကျက်ပြီးတော့နှစ်ရက်သုံးရက်နေဒါကျမကြီးပြက်ပြီးတည်ရတဲ့အနေထားကိုရောက်တယ်အကြီးကအရေးကြီးဆုံးကတော့ဒီနေ့တိုက်မဲ့ကျက်တွေထဲမှာကျက်ပေါက်တွေဆယ်လာသာဆယ်လာသာအဝေးတောင်စုံပြီးလက်လက်ဆက်ဆက်ဖြစ်နေတဲ့ကျက်တွေကရဲတင်းတိုက်တင်တယ်ခုနကညီမတိုက်ထားတဲ့ကျက်တွေကိုရဲတင်းနဲ့မတိုက်ဘူးနော်အကြီးကကျက်တွေ ကိုတိုက်မဲ့ကြက်တွေရှင်းအောင်ထားဖို့နော်ခုနကလူအစာတွေတွေးဖို့ဟာကလေးတွေအတွက်အရေးကြီးတယ်အဲ့တော့မလို့ကလေးတွေဒီဟာလေးတွေကိုတော့တေရှာလေးလာနားထောင်ပြီးတော့မင်းတို့အဲ့တိုင်းအလုံးလုံးဒါဆိုရင်မင်းတို့ဆုံးကြုံမှုနင့်နာမှုညှော်နေသွားလိမ့်မယ်ဟုတ်လားနော်